အသင်းတော်လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ကဘယ်အရာကိုအများဆုံးမြင်တတ်လဲဆိုရင် အဆောက်အဦးလို့မြင်တတ်တယ်။နော်အသင်းတော်လို့ပြောလိုက်ရင်အဆောက်အုံတွေကို မြင်တယ်ဒီထိုင်းကုန်တွေကိုမြင်မယ်ဒီစက်ပစ္စည်းကရိယာဒီ accessory တွေကိုမြင်တယ်ပေါ့နော်ဒါပေမဲ့လည်းတကယ်ပဲအသင်းတော်ရဲ့အနှစ်သာရကို ပြန်ပြီးတော့မှကြည့်တဲ့အခါမှာ acclesio ဒီစကလုံးလေးက great စကလုံးလေးဖြစ်တယ်။ယုံကြည်သူများစုပေါင်းထားတဲ့အစုအဝေးကိုအသင်းတော်လို့ခေါ်ပါတယ်။ဒါဆိုရင်အသင်းတော်ဆိုတာဘာလဲလို့မေးလာတဲ့အခါမှာအသင်းတော်ဆိုတာယုံကြည်သူတွေကိုပြောနေတာဖြစ်ပါတယ်။ဒီကနေ့ဒီဟောကန်းမှာအားလုံးကဖျားเจ้าလေးအနေနဲ့เนาะကျွန်တော်တို့ home chat အနေနဲ့လာပြီးတော့မှဝိပုကိုးကွယ်ကြတယ်။เนาะလာပြီးတော့မှဝိပုကိုးကွယ်ကြတယ်။ဒါပေမဲ့အဲဒီเนาะဒီ ဒီလိုမျိုးဝိပုကိုးကွယ်နေတဲ့ဒီဒီအခန်းကလေးကဒါရောက်လာတဲ့သူတွေမရှိဘူးဆိုရင်အသိတော်လို့သတ်မှတ်လို့မရတော့ဟုတ်ရင်တုန်းကကျွန်တော်အဲရန်ကုန်မှာကျွန်တော်တို့ရဲ့အသိတော်ကဟိုပါဘောနော်ဒီမြေနီကုန်းစမ်းကြောင်းအခုဒီမှာအဲဒူဘူဘူတို့တော့နော်ဟယ်ရီတို့တော့တည်တယ်နော်ဒီရှစ်ရှစ်လွာမှာအသိတော်လောက်ခဲ့အဲ့ဒီမှာအသိတော်လောက်ခဲ့တဲ့အခါမှာ ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့မိသားစုတွေကများလာတဲ့အခါမှာအသင်းတော်ကိုရွှေ့ဖို့ဖြစ်လာအရင်တုန်းကအဲ့ဒီမပိုလန်ရှစ်လွာကဒါဘုရားကြောင်းပဲဒါပေမဲ့လူများလာတဲ့အခါမှာအသင်းတော်ရွှေ့ဖို့ဖြစ်လာတဲ့အခါမှာကျတော့အဲ့ဒီနေရာကိုဘာလုပ်လိုက်ရလဲဆိုရောင်းမလိုက်ရဆိုလိုချင်တဲ့အရာကအသင်းတော်ဆိုတာအဆောက်အုံမဟုတ်ဘူးဆိုတဲ့အရာကိုပြောချင်တာဖြစ်တယ်အဆောက်အုံမဟုတ်အသင်းတော်ဆိုတာယုံကြည်သူတူတယောက်ချင်းစီတိုင်းကိုပြောတာဖြစ်တယ် ကဲကောင်းပြီဒါဆိုရင်ဒီယုံကြည်သူတူတယောက်ချင်းစီတိုင်းရဲ့ဘဝအသက်တာမှာဒီနေ့တပန်တော်ကြီးရှင်ပေါလုကတိမောသေးကိုဗာပြောလဲဆိုတော့ထိုအသင်းတော်ကတဲ့တမန်တရားဤအမိတကယ်ဖြစ်တမန်တရားရဲ့အမိတကယ်ဖြစ်ဇိုလိုဂျင်နာကယုံကြည်သူတူတယောက်ချင်းစီတိုင်းပါဝင်နေတဲ့အသင်းတော်သည်တမန်တရားဆိုတဲ့ foundation အပေါ်မှာထက်ဆင့်ပြီးတော့မှတိဆောက်ထားတဲ့လူတွေပဲဖြစ်ပါတယ် တမာတရားပေါ်မှာထပ်ဆင့်တိဆောက်ထားသောယုံကြည်သူများကို အသင်းတော်လို့ခေါ်ပါတယ်။ဆိုတော့တမာတရားပေါ်မှာထပ်ဆင့်ပြီးတော့မှတိဆောက်ထားသော အသင်းတော်သည်စစ်မှန်တဲ့တမာတရားကိုစီးထွက်ဖို့အင်မတန်မှအရေးကြီးပါတယ်။နော်။အသင်းတော်ကိုလာတဲ့အခါမှာလာတဲ့သူတိုင်းကစစ်မှန်တဲ့တမာတရားကိုကြားသွားဖို့အရေးကြီးတယ်။ Sound.train ပေါ့နော်။စစ်မှန်တဲ့တမာတရား ။ဘာကြောင့်ဒီလိုစစ်မှန်တဲ့တမာတရားလို့ပြောရလဲဆိုရင်ဒီကနေ့အယောအနောနဲ့လာတဲ့တမာတရားတွေဒီနေ့အဲကျွန်တော်တို့ဒီနော်ဒီကဘာကြီးမှာဒီခရိယံအတိုင်းအဝိုင်းမှာအများကြီးတွေ့နေရအယောအနောနဲ့လာနော်အယောအနောနဲ့လာဘယ်လိုအယောအနောနဲ့လာလဲခရိယံမှန်ရင်ယုံကြည်သူမှန်ရင်ကျမ်းမာရမယ်ချမ်းသာရမယ်မဟုတ်လားစိဉ္ဇဒုက္ခမရှိရဘူးဆိုပြီးတော့မှနော်ဒီ အယောအနောနဲ့လာတဲ့ဒီဆရာတွေတချို့ရှိဆိုတော့ဒီအရာတွေကတမန်တော်နဲ့ချိန်ထိုးလိုက်တဲ့အခါမှာခရစ်တော်ကိုယ်တိုင်ကရှောင်းခရင်ကျန်ခန်းကြီး76အငယ်33မှာပြောလေငါသည်တဲ့เนาะသင်တို့ဒီဤလောက၌စိရဲ့ဒုက္ခကိုခံရမယ်ခရစ်တော်ကိုယ်တိုင်ပြောတာစိရဲ့ဒုက္ခဆိုတဲ့အရာကိုခံရမယ်เนาะခံရလိမ့်မယ်ဒါပေမဲ့ तू ကဘာကိုဂရုပေးထားလဲမစိုးရိမ်နဲ့တဲ့ မစိုးရိမ်နဲ့နောက်ကပြောတဲ့စကားလုံးလေးမစိုးရိမ်နဲ့ငါသည်ဘာဖြစ်လဲငါသည်ပါလဲလောကကိုအောင်ပြီလို့ပြောတယ်အောင်ပြီလို့ပြောတယ်နော်ဆိုစိရဒုက္ခဆိုတဲ့အရာကယုံကြည်သူတိုင်းမှာနော်ယုံကြည်သူတိုင်းတွေ့ကြုံရတဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့သို့တော့အသိတော်တော်များများမှာ ယုံကြည်သူမှန်ရင်ကျမ်းမာရမယ်ချမ်းသာရမယ်ဆိုတဲ့အရာတွေကိုအများကြီးပြောလာတဲ့အခါမှာတမာတရားနဲ့တပြေးပြေးအဲဝေးတဲ့ဝေးလာပြီးတော့မှယုံကြည်သူတွေရဲ့ဘဝအသက်တာမှာအခက်ခဲတွေတွေ့လာရင်အော်စစ်မှန်တဲ့ယုံကြည်သူမဟုတ်တော့ဘူးဆိုတဲ့အတွေးကိုရောက်သွားစေသို့တော်လည်းပဲတမာကျမ်းစာထဲမှာဗာပြောလဲဆိုတော့ခရစ်တော်ကိုယ်တိုင်ကလောကမှာဆင်းရဲဒုက္ခကိုခံရမယ်တဲ့ဒါပေမဲ့မစိုးရိမ်နဲ့ပါလဲငါသည်လောကကို အောင်ပြီအဲ့ဒါကတမတရားဖြစ်တယ်နော်ဒီနေ့ကျွန်တော်တို့ကဒုက္ခကိုမတွေ့ခြင်းဘူးဆုတောင်းကြရတယ်ဆုတောင်းလို့ရပါတယ်သို့တော်တွေ့လာရင်ရောဖခင်ရဲ့ခွန်အားနဲ့ကျွန်တော်တို့ကရင်ဆိုင်ဖြည့်ရှင်းဖို့ရန်အတွက်ပဲလိုအပ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တမကျမ်းစာထဲမှာကျွန်တော်တို့ကြည့်ရအောင်ကျမ်းစာထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာယုံကြည်သူတော်တော်များများဥပမာဖြင့်ကျွန်တော်တို့ဒီတပည့်တော်ရဲ့၁၂ပါးအကြောင်းကိုပဲကျွန်တော်တို့ကြည့်ရအောင်အများကြီးမကြည့်နဲ့ တပည့်တော်ဆက်နှစ်ပါးထဲမှာစိရဲ့ဒုက္ခကိုမခံရတဲ့တပည့်တော်ဆိုတာရှိလားမရှိဘူးနော်ကြီးလိုက်ပါအခက်အခဲမရှိတဲ့တပည့်တော်ဆိုတာလည်းမရှိဘူးတမန်တော်ကြီးရှင်ယောဟန်မှလွဲ၍ကျန်တဲ့တပည့်တော်တွေအားလုံးကမာတုရအဖြစ်အသေးခံသွားရဆိုလိုချင်တာကသူတို့ရဲ့စစ်မှန်တဲ့ခရစ်တော်ရဲ့တရားဒေသနာတွေကို သူတို့ကဗာလဲဆိုရင်အသေးခံပြီးတော့မှကာခွေသွားတယ်သူတို့ရဲ့ယုံကြည်ခြင်းကိုသူတို့ရဲ့အသက်နဲ့လဲပြီးတော့တော့ဘာလို့သွားလဲဆိုရင်ကာခွေသွားတယ်ဆိုတဲ့အရာကိုတွေ့ရတယ်တမန်တော်ကြီးရှင်ပေါလုလည်းမာတုရာတမန်တော်ကြီးပေတရုလည်းမာတုရာခုနကျွန်တော်တို့ကိုဖတ်သွားတဲ့ရှင်ယာကုတ်လည်းမာတုရာပဲเนาะဘာကိုပြောချင်တာလဲဆိုရင်အခုကျွန်တော်တို့ရဲ့ဒီနေ့ MCF ဆိုရဲเนาะအသိန်းတော်လေးကနေပြီးတော့မှစစ်မှန်တဲ့တမာတရားကိုเนาะကျွန်တော်တို့ကဒီနေရာကနေပြီးတော့မှထွက်ပေါ်နေဖို့ရောက်လာတဲ့သူတွေကိုစစ်မှန်တဲ့တမာတရားကြားသွားရဖို့ရန်အတွက်တိတ်ကိုအရေးကြီးတယ်ဆိုတဲ့အရာကိုပြောချင်တာဖြစ်တယ်။ဒီမှာပြောထားတဲ့ကျမ်းပိုက်လေးကိုကြည့်တဲ့အခါမှာเนาะထိုအသိန်းတော်သည်တမာတရားရဲ့အမိတကယ်ဖြစ်တယ်เนาะတမာတရားကတမာတရားရဲ့အမိတဲ့မိထားတဲ့အရာ ထပ်ဆင့်ပြီးတော့မှရှိနေတဲ့အရာတခုဖြစ်တယ်။တရားယုံကြည်သူတိုင်းယုံကြည်သူတိုင်းရဲ့ဘဝအသက်တာမှာတမာတရားနဲ့တိဆောက်ထားသောယုံကြည်သူဖြစ်မယ်။တမာတရားနဲ့တိဆောက်ထားသော အသင်းတော်ဖြစ်ပါကကျွန်တော်ရဲ့ဘဝအသက်တာမှာစစ်မှန်တဲ့တမာတရားစကားအတန်ကိုကြားရမှာဖြစ်တယ်။ဒီနေ့လောကကမ္ဘာကြီးမှာကျွန်တော်တို့စကားအတန်တွေအမျိုးမျိုးကျွန်တော်တို့ကြားရကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ နော်လေးလိုင်းပေါ်မှာကြည့်နော်အမျိုးမျိုးသောဇကားတွေကိုကျွန်တော်တို့ကြားနေရအဲ့ဒီအထဲထဲမှာကြားနေရတဲ့အထဲထဲမှာကျွန်တော်တို့အသင်းသူအသင်းသားများစစ်မှန်တဲ့တမန်တရားကို ကြားရဲ့လားမကြားဘူးဆိုရင်စစ်မှန်တဲ့တမန်တရားကို နော်စီးထွက်တဲ့အသင်းတော်စီကိုတွားရမယ်စစ်မှန်တဲ့တမန်တရားစီးထွက်တော့နေရာမှာကျွန်တော်ယုံကြည်သူတွေက နော်နေထိုင်ရမှာဖြစ်တယ်အဲ့ဒီတမန်တရားကိုပဲကျွန်တော်တို့ကခွန်အားယူတိဆောက်ရမှာဖြစ်တယ်နော်ဆိုတော့ဒီနေ့ကျွန်တော် MCF ဆိုတဲ့အသင်းတော်လေးကစစ်မှန်တဲ့တမန်တရားနဲ့တိဆောက်ထားတဲ့အသင်းတော်ဖြစ်တဲ့အတွက်ရောက်လာတဲ့သူတိုင်းကနော်ရောက်လာတဲ့သူတိုင်းကပေါင်းခြင်းမှာအသံလေးအမျိုးမျိုးကြားနေရပြီမဲ့လို့တမန်တရားကိုကြားပြီးတော့မှအဲ့ဒီယုံကြည်သူတယောက်ကမိမိရဲ့အိမ်ကိုပြန်သွားတယ်ဆိုရင် DMCF ဆိုတဲ့အသင်းတော်လေးကတမာတရားစီးထွက်နေတဲ့အသင်းတော်ဖြစ်တယ်ဆိုတဲ့အရာကိုနားလည်သဘောတောက်ပောက်ထားဖို့ရန်အတွက်အားပေးကြင်တာဖြစ်တယ်နော်တမာတရားဤအမိတကယ်ဖြစ်တယ်တမာတရားဤတီယာလည်းဖြစ်တယ်တဲ့နော်နှလုံးသားထဲမှာနှုတ်ကပတ်တော်မျိုးစစ်ရှင်သန်အပင် ပောက်ပြီးတော့မှကြီးထွားလာတဲ့အခါမှာအဲဒီယုံကြည်သူတယောက်ကနော်ခုနကတော့အသင်းတော်ဆိုတာယုံကြည်သူလို့ပြောပြီးပြီနော် ယုံကြည်သူတယောက်ရဲ့ဘဝအသက်တာထဲမှာနော်ယုံကြည်သူတွေနဲ့စုဝေးထားတဲ့ဒီအသင်းတော်ကတကယ်ပဲနှုတ်ကပတ်တော်ကနှလုံးသားထဲမှာအပင်ပေါက်ရှင်သန်ကြီးထွားပြီဆိုလို့ရှိရင်အဲဒီယုံကြည်သူရဲ့ဝိညာဉ်ရေးရာအသက်တာကတရက်တရက်ပို့ပြီးတော့မှရှင်သန်လာမယ်ကြီးထွားလာမယ်ဘုရားကိုအားကိုးခြင်းဘုရားကိုယုံကြည်ခြင်းနေရာမှာလည်းပဲပို့ပြီးတော့မှဒီအားရစရာကောင်းတဲ့အသက်တာဖြစ်လာမှာဖြစ်တယ်ဆိုတဲ့အရာကိုအားပေးခြင်း ဒါဆိုဒီနေ့ကျွန်တော်တို့ယုံကြည်သူအယောက်ချင်းစီတိုင်းရဲ့ဘဝအသက်တာထဲမှာဝိညာဉ်လူတယောက်အဖြစ် ရှင်သန်ပြီးအသက်ရှင်ပြီးဆိုရင် ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာတမာတရားကနှလုံးသားထဲမှာကျွန်တော်တို့နှလုံးသားထဲမှာတည်နေပြီးဆိုတဲ့အရာကိုလည်းပဲကျွန်တော်တို့နားလည်ထားဖို့အရေးကြီးပါတယ်တကယ်ပဲနှုတ်ကပတော်ဒီနှလုံးသားထဲမှာတည်ရှိပြီးတကလာနှုတ်ကပတော်ကိုပဲနှလုံးသားထဲမှာတူမီတဲ့သူရဲ့ ဘဝအသက်တာမှာဘယ်အရာကိုပဲလှုပ်လို့အဲ့ဒီတမာတရားစံချိန်နဲ့ပဲထူပြီးအလုပ်လုပ်တော့တာဖြစ်တယ်။ငါပြောတဲ့စကားကတမာတရားနဲ့ညီသလား။ငါလှုပ်တဲ့အလုပ်ကတမာတရားနဲ့ညီသလား။ငါထိုင်နေတဲ့နေရာသည်တမာတရားနဲ့ညီသောနေရာလား။ဒီအရာတွေအားလုံးကိုမလုပ်ရက်ကိုကတမာတရားနဲ့ပဲမလုပ်တော့လား။ချိန်ထိုးတော့တာဖြစ်တယ်။နော်။လောကစာပေတွေနဲ့မချိန်ထိုးဘူးနော်။ ကိုယ့်ရဲ့ကိုယ်ပိုင်အသိဉာဏ်အတွေးအခေါ်တွေနဲ့မချိန်ထိုးဘူးနော်ဘယ်ပညာရှိတွေရဲ့စကားနဲ့မှမချိန်ထိုးဘူးဘာနဲ့ပဲချိန်ထိုးလဲဆိုရင်တမာတရားနဲ့ပဲချိန်ထိုးတာဖြစ်တယ်ချိန်ထိုးတာဖြစ်တယ်ဒီကောင်းမီဒါဆိုရင်ခုနကတော့ကျွန်တော်တို့ကရှင်ယာကုတ်ကိုဖတ်သွားတယ်ရှင်ယာကုတ်ဩဝါဒစာကန်းကြီးနှစ်ဖြစ်လိမ့်ကန်းကြီးနှစ်အငယ်16ကနေ20နဲ့ခွန်ပါနော်တမာတရားကဘာပြောလဲကဲ့ တမန်တရားကပါတို့ပြည့်၍ငါချစ်တော်ညီကိုတို့တင်တို့သည်ခတ်သိမ်းသောတို့သည်နာကြခြင်းကပါလေလင်းမြန်စေစကားပြောခြင်းက၎င်းအမျက်ထွက်ခြင်းက၎င်းဘာဖြစ်လဲနေစီတဲ့ကျွန်တော်ရဲ့ကိုယ်ခန္ဓာထဲမှာကြီးလိုက်ဘုရားကဖန်ဆင်းထားတာကဗဇက်နှစ်ခုမဖန်ဆင်းထားဘူးเนาะဒါကဘာဘာသဘောလဲဗဇက်နှစ်ခုမဖန်ဆင်းထားဘူးဆိုတော့အတိတ်ဘယ်က နည်းနည်းပြောဖို့ပဲဖြစ်တယ်တခွန်းပဲပြောမှာပေါ့နည်းနည်းပြောဖို့ဖြစ်တယ်နားကိုဘယ်နှခုဖန်ဆင်းတာလဲနှခုဖန်ဆင်းတာသဘောတရားကပါလဲများများနားထောင်ရများများနားထောင်နည်းနည်းပြောပေါ့ဒီစနစ်ကိုဘုရားကတိဆောက်ထားတာဖြစ်တယ်များများနားထောင်မယ်နည်းနည်းပြောမယ်ဒါပေမဲ့ပြဿနာကလူတွေကပါဖြစ်လေ နည်းနည်းပဲနားထောင်များများပြောအာပြဿနာဖြစ်ရောအတင်းတော်မှာမလားเนาะကျွန်တော်ယုံကြည်သူအချင်းချင်းပါရောပြဿနာတွေကဘယ်ကပဲစတာနားထောင်ခြင်းကစသလားစကားပြောခြင်းကစသလားပြဿနာကစကားပြောခြင်းကပဲစတာပြဿနာကเนาะဒါဆိုပါလို့ရမယ်ကျွန်တော်တို့ကဒီနေ့နှုတ်ကပတော်တပါတရားကဘာပြောလဲเนาะနားများများနားထောင်နည်းနည်း ပြောကဲကျွန်တော်တို့ရဲ့ဆောင်ဖို့ဒီနေ့အစားပြီး MCF ရဲ့ဆောင်ဖို့ဖြစ်မလားယုံကြည်သူတိုင်းရဲ့ဆောင်ဖို့ဒါကျွန်တော်တို့အားလုံးရဲ့ဆောင်ဖို့ဒါအတမတရားပဲများများနာတော့နည်းနည်းပြောဒါဟာယုံကြည်သူတိုင်းအတွက်ဆောင်ဖို့ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာเนาะများများနာတော့တဲ့အခါမှာဘုရားရဲ့စကားကိုများများနာတော့เนาะနည်းနည်းကျွန်တော်တို့ကစစ်မှန်တဲ့တမန်တရားကိုနည်းနည်းပြောလိုက်ုံနဲ့ဘာဖြစ်လဲဆိုရင်သူတို့ဘာကတိဆောက် တိဆောက်တဲ့အထူးကျေးဇူးကိုခံစားရ။တော့ဟိုဆာလန်ဆရာကဘာပြောလဲဆိုကိုရောကိုမပြစ်မှားပဲနေနိုင်မိအကြောင်းဗျာဒိတ်တော်ကိုဘာလုပ်လဲ။နှလုံးသားထဲမှာတူထားတယ်တဲ့တူထားတယ်။နော်တူထားတယ်။နှလုံးသားထဲမှာဗျာဒိတ်တော်တမန်တရားကိုတူတာနော်သူကတမန်တရားကိုဒီနှလုံးသားထဲမှာတူထားတဲ့အခါမှာနော်အဲ့ဒီတမန်တရားကိုနှလုံးသားထဲမှာတူထားတဲ့အခါမှာ အဲ့ဒီနှလုံးသားကိုသွားထိလိုက်တိုင်းထိလိုက်တိုင်းမှာအဲ့ဒီလူရဲ့ဘဝအသက်တာမှာတမာတရားထွက်မလားဒေါသထွက်မလားတမာတရားကိုတိုတဲ့သူရဲ့ဘဝအသက်တာမှာသူ့နှလုံးသားကို ထိလိုက်တိုင်းထိလိုက်တိုင်းမှာဒေါသထွက်မလားတမာတရားထွက်မလားတမာတရားထွက်မလားဒါပေမဲ့ပြဿနာကယုံကြည်သူတော်တော်များများကဘယ်လိုဖြစ်လဲဒီတရက်မှာဘာသူထားလဲ နှလုံးသားကိုတီးလိုက်တိုင်းတီးလိုက်တိုင်းမှာဘာထွက်လဲကိုတူတဲ့အရာထွက်တာဗောမလားကိုတူထားတဲ့အရာဘာတူလဲအဲ့ဒီတူထားတဲ့အရာထွက်တာပဲနော်အဲရောက်ဒီနေ့ကျွန်တော်တို့ရဲ့ဘဝသက်တာမှာနော်အခုကျွန်တော်လဲဝန်နေချင်းနေနဲ့ကြုံတွေ့နေရတယ်ကျွန်တော်မျက်ရည်တွေနဲ့သွားနေရတယ်နေတိုင်းနေတိုင်းမှာကျွန်တော်ယုံကြည်ခြင်းနဲ့ဖြတ်နေရယုံကြည်ခြင်းနဲ့ဖြတ်နေရအဲ့တော့ဒီနှလုံးသားထဲမှာနှုတ်ပတ်တော့မရှိရင်ကျွန်တော်မရက်တည်နိုင်ဘူး မရက်တည်နိုင်အဲ့တော့ဝန်နေချင်းတွေကကျွန်တော်တို့ရဲ့နှလုံးသားတွေကိုလာတိတဲ့အခါမှာဝန်နေချင်းထွက်တယ်ဆိုရင်တမာတရားကဘာဖြစ်လဲပြောင်းနေလို့ဖြစ်တယ်ဒါလေးကိုနော်ဒါလေးကိုအားပေးခြင်းအဲ့တော့ဘယ်အရာကိုမှကျွန်တော်တို့ကနော်စိတ်တကြဖို့စိတ်ပြတ်ဖို့မဟုတ်ဘူးဖခင်ကကျွန်တော်တို့နဲ့အမြဲတမ်းရှိကြောင်းကိုကျွန်တော်တို့ရဲ့ဘဝအသက်တာမှာသိဖို့ရန်အတွက်ဖခင်ကတက်တည်ထူခြင်းနဲ့အတွက်တစ်ခုမဟုတ်တစ်ခုတော့ပြတာပဲကျွန်တော်တို့ရဲ့ဘဝအသက်တာ ကဲကောင်းပါပြီဒါကတသက်ကံနာဖြစ်တယ်ကောင်းပြီဒီထဲမှာเนาะစကားပြောခြင်းက၎င်းနဲ့အမျက်ထွက်ခြင်းက၎င်းဘာလဲနေစီလို့ပြောတာနေစီတဲ့နားကြားခြင်းကတော့မဟုတ်ပါမြ мян နားထောင်ပေါ့မြ мян နားထောင်နားနှစ်ဖက်ရှိရလေမြ мян နားထောင်တပြည့်ပြောတဲ့ကံမှာဘာပြောอ่ะဘာဖြစ်လဲနှုတ်ကပတ်တော်ကဘာပြောလဲမြ мян ပြောရမလားနေနေပြောရမလားနေနေပဲပြောရမှာဒါမဲ့ကျွန်တော်ရဲ့ပြဿနာကဘာဖြစ်လဲ ဒီမှာတော့ကြားတာမဆုံးသေးဘူးဒီကထွက်ပြီဒီကထွက်ပြီဒီကဒီကထွက်တဲ့အခါကျတော့ဒီမှာကြားတာတော့မှမဆုံးသေးဘူးဒီကထွက်တော့ဘလို့ပြက်လဲအရှင်ပြေသေးလားမပြေတော့နော်ကဲဟုတ်ပြီဒီမှာဆက်ပြီးကြည့်အောင်လူဤဒေါသအမျက်ဒီတဲ့ဘုရားသခင်ဖြောင့်မတ်ခြင်းတရားကိုမပြုစုတတ်ဒေါသထွက်ပြီဆိုရင်အဲ့ဒီဒေါသအထွက်ခံရတဲ့သူကရောသူကတော့ပထမကတော့ နော်ဒေါသအထွတ်မခံခင်တုန်းကတော့ तू ကတော့လူယိုးလေးဖြစ်မယ်ဟုတ်တယ်မလားအော်လူကောင်းလေးဖြစ်မယ်ဒါပေမဲ့တယောက်ယောက်ကသူ့ကိုဒေါသထဲလာထွက်ရောသူ့ရဲ့ဖြောင့်မတ်ခြင်းတွေသူ့ရဲ့ယူသားမှုတွေဟုတ်တယ်မလားသူ့ရဲ့တိခဏနိုင်မှုတွေကမပြောက်သွားဘူးလားပြောက်သွားတယ်ဖះဖះရဲ့ဖြောင့်မတ်ခြင်းတရားဟုတ်တယ်မလားဖះရဲ့ဖြောင့်မတ်ခြင်းတရားကိုမပြုစုတတ်ဆိုတာဒါပြောတာနော်အော်ဖះဖះခင်ရဲ့ဖြောင့်မတ်ခြင်းကမယိမ့်မယိုင်မျက်နာလိုက်ခြင်းဘက်လိုက်ခြင်း မရှိတသက်မတ်တဲ့သွားတယ်ဒါပေမဲ့သူ့ရဲ့ဘဝအသက်တာမှာသူတို့ဘာသူစိတ်ဆိုးတဲ့ဒေါသထွက်တာခံရတဲ့အခါမှာအေးနော်ဖြောင်းမှတ်ခြင်းပြရဲ့ဖြောင်းမှချင်းကလည်းပျောက်ပြက်တယ်တဲ့ဒါကြောင့်မလို့တဲ့ထို့ကြောင့်တဲ့ခတ်သိမ်းသောညဉ်ညူးခြင်းမနာလိုခြင်းမနာလိုသောစိတ်လွန်ကျူးခြင်းကိုဖယ်ရှား၍သင်တို့စိတ်ဝိညာဉ်ကိုကဲတင်နိုင်သောအထဲ၌စိုက်ပျိုးသောနှုတ်ကပတ်တရားကိုနူးညံ့တိမ်မွေ့သောစိတ်နှင့်ခံယူလော ဲ့ဒါကြောင့်ပြောတာအသိန်းတော်ဆိုတာကဘာပဲလဲတမာတရားရဲ့အမိတကယ်ဖြစ်တယ်တမာတရားတီယာဖြစ်တယ်နှလုံးသားထဲမှာယုံကြည်သူရဲ့နှလုံးသားထဲမှာတမာတရားကိုစိုက်ပျိုးထားတယ်ဆိုရင်အဲ့ဒီယုံကြည်သူရဲ့ဘဝအတ္တတာမှာအသီးသီးမဲ့ပွင့်လန်းမဲ့စိမ့်လန်းစုပြည့်မဲ့ဒါပဲအပင်တွင်ကရေတောင်းမြေကောင်းတယ်မြောသာကောင်းတယ်ဆိုရင်အဲ့ဒီအပင်တွင်က စိမ့်လန်းပြီးတော့မှ စုပြည့်တာတဘာဝပဲအသီးသီးတာတဘာဝပဲ ဒါကြောင့်ယုံကြည်သူတယောက်ရဲ့ဘဝအသက်တာမှာလည်းပဲနှုတ်ကပတ်တော် night เนาะမိတွယ်ပြီးတော့မှတိဆောက်ထားမယ်ဆိုရင်အဲ့ဒီယုံကြည်သူရဲ့ဘဝအသက်တာကဘာဖြစ်မလဲစိမ့်လမ်းမယ်အတီးတီးမယ်ဝိညာဉ်အတီးတီးမယ်เนาะအမြဲတမ်း evergreen เนาะအမြဲတမ်းစိမ့်လမ်းသောအသက်တာနဲ့ရှင်တန်ရမှာဖြစ်တယ်။တောက်တကယ်ရှုခရတော်ဘုရားကလည်းပဲသူလောကမှာအသက်ရှိတင်ရှားရှိစဉ်ခါမှာเนาะယုံကြည်သူတဲ့သူ့ရဲ့တပည့်တော်တွေကိုသူပြောခဲ့တဲ့အရာလေးရှိပါတယ် ဲ့ဒါကဘာလဲဆိုရင်ရှမတ်သက်ခရင်ကျမ်းခန်းကြီး9အငယ်24ကနေစပြီးကြည့်တဲ့အခါမှာလေတဲပေါ်မှာစောက်တဲ့သူနဲ့ကြောက်ပေါ်မှာစောက်တဲ့သူနော်တဲပေါ်မှာစောက်တဲ့အိမ်နဲ့ကြောက်ပေါ်မှာစောက်တဲ့အိမ်နော်ဒီနေ့ဒီအရာလေးကိုနော်ခရစ်တော်ကနှိုင်းရှင်ပြီးတော့မှ ပြောပါတယ်အကျဉ်သူသည်ငါပြောသောဤစကားကိုကြား၍နားထောင်၏ထိုသူသည် ကြောက်ပေါ်မှာအိမ်စောက်သောပညာရှိနှင့်တူကြောင်းကိုငါပုံပြတယ် မိုးရွာ၏ရေစီးတီနှင့်လေလာ၍ထိုအိမ်ကိုတိုက်တည်ရှိသောကြောက်ပေါ်မှတည်သောကြောင့်မပြိုမလဲနေ၏။ကြောက်ပေါ်မှတည်ဆောက်တဲ့သူရဲ့ဘဝတက်။တမာတရားဆိုတာနော်။တမာတရားကိုနှလုံးသားထဲမှာဟောတော့တည်ဆောက်တဲ့သူရဲ့ဘဝအသက်တာမှာမယိုင်မလဲဘူးတဲ့။ဒါပေမဲ့နောက်တစ်ခုရှိတယ်။အကျဉ်သူသည်ငါပြောသောဤစကားကိုကြား၍နားမတောင်ဘဲနေ၏။ထိုသူသည်တဲပေါ်မှအိမ်ဆောက်သော လူမိုက်နဲ့တူเจ้าကိုငါပုံပြမိတဲ့ เนาะบาပြောแหละคริสต์ตองาပြောတော့อีสกาကိုจ้าတယ်เนาะจ้าတယ်น้าတောင်ล่ะน้าไม่ထောင်ဘူးဒီနေ့ကျွန်တော်တို့ရဲ့ပြဿနာဒါပဲเนาะนกบတ်တော့မจ้าဘူးล่ะจ้าတယ်น้าတောင်ล่ะထောင်เอ้อล่ะပြဿနာเอ้อล่ะပြဿနာจ้าတယ်น้าไม่ထောင်เนาะဒီလိုဖြစ်တယ်จ้าတယ်နှလုံးမသွင်းဘူးเนาะဆိုတော့ ဒီအခြေကြောင့်ပဲမိုးရွာ၍တဲ့ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကို တိုက်သည်တိုက်သောအခါကြီးစွာသော ပြိုလဲခြင်းတို့ရောက်လေသည်ဟုဟောတော်မူ၏တဲ့နော်နှုတ်ကပတ်တော်တမန်တရားကိုမိမိရဲ့ဘဝအတ္တတာမှာမတီဆောက်ထားတဲ့အခါမှာအကဲအကဲတွေတွေ့လာတယ်ဓာစီမှုတွေတွေ့လာတဲ့အခါမှာမဖြစ်သွားလဲအာရိုင်လဲသွားတယ်အတ္တတာတွေကနော်ရိမ့်ရိုင်သွားတယ်နော်လမ်းလွဲသွားတယ်နော်ဒီအရာတွေ เนาะဒါကတမာတရားကိုမတိဆောက်တဲ့သူတွေရဲ့ဘဝအတ္တဖြစ်တယ်ဒါကြောင့်မလို့တဲ့เนาะနူးညံ့တိမ်မွေးသော state နဲ့ခံယူလို့20နှစ်မှာကိုကိုကိုလဲ့ပြား၍နှုတ်ကပတ်တော်နှုတ်ကပတ်တရားကိုနာယုံမြတာပြုတော်သူမဟုတ်တရားကိုကျင့်တော်သူဖြစ်ကြလောအာတေးချောက်ဖို့ကောင်းတယ်เนาะကိုကိုကိုလဲ့ပြားလောကမှာလိန်လယ်မှုအကြီးဆုံးတဲမှာကိုကိုကိုလိန်လယ်တာကအကြီးဆုံးမဲ့နော သူများကိုလိန်တာတလောက်မဟုတ်မိမိကိုကိုမိမိလိန်တာကအကြီးမားဆုံးပဲဒီမှာလည်းပဲဘာဖြစ်လဲကိုကိုကိုလက်ပြားယူနှုတ်ကပတ်တရားတော့နာယုံမြတာပြုတော်သူမဟုတ်နားတောင်ယုံပဲမဟုတ်ဘူးတဲ့ကြားသွားတဲ့နှုတ်ကပတ်တော်တွေကျင့်တော်သူဖြစ်ရမယ်ကျင့်တော်သူဖြစ်ရမယ်ကဲကောင်းပါပြီဒါကဒီနေ့နှုတ်ကပတ်တော်တမန်တရားကကျွန်တော်တို့ကိုပြောတဲ့အရာလေးတွေဖြစ်တယ်26မှာ တင်တို့တင်တို့တွင်နဲ့အကျဉ်သူဒီတီလာဆောက်တီရန်ပြုတော်လဲမိမိနှုတ်ကိုမချုပ်ပြီးမိမိနှလုံးကိုလဲ့ပြား၏တဲ့တို့သူဤတီလာသည် အချီအနီးတက်တက်ဖြစ်တယ်ရှင်ယာကုတ်ကအဆုံးပါเนาะပြောထားတယ်ရတီလာဆောက်တီရန်ပြုတော်လဲမိမိနှုတ်ကိုမချုပ်ပြီးမိမိနှလုံးကိုလဲ့ပြားနှုတ်နှုတ်ခမ်းကိုချုပ်ပြီးဖို့ရန်အတွက်အရေးကြီးတယ်၂၀ကောမှာခမဲတော်ဘုရားသခင်ရှေးနိုင်တဲ့စင်ကြယ်တန့်ရှင်းသောတီလာဟုမူကမိဘမရှိသောသူငယ်တို့နဲ့ မုတ်ဆိုးမတို့သည်ဆင်းရဲခံရသောအခါသူတို့ကိုကြည်ရှုပြုစုခြင်းကိုတိုင်းလဲလောကီအညစ်အကြေးနှင့်ကင်းစင်အံ့သောငါစောက်ရှောက်ခြင်းပေသည်တဲ့ဒါတွေကကျွန်တော်တို့ယုံကြည်သူတွေရဲ့ဘဝအသက်တာမှာလှုပ်ဆောင်ရမယ့်အရာဖြစ်တယ်။ဒါကောင်းပြီဒါဆိုတမန်တော်ကြီးရှင်ပေါလုကတိမောသေလေးကိုသူမာတဲ့အရာလေးကဒါပါပဲเนาะထိုအိမ်တော်ကတဲ့အသက်ရှင်တော်မူသောဘုရားသခင်အသင်းတော်ဖြစ်၏ထိုအသင်းတော်ကတမန်တော်ကြီးအမိတကယ်ဖြစ်၏တမန်တော်ကြီးတီယာလည်းဖြစ်၏ ။ဒါဆိုတော့ဒီနေ့ကျွန်တော်တို့ယုံကြည်သူရောက်ချင်းစီတိုင်းရဲ့ဘဝအသက်တာမှာဒီနေ့ MCF ဆိုတဲ့နော်အသင်းတော်လေးကိုဂျွိုင်းစုမှရှိနေတဲ့ဒီအသင်းတော်လေးကိုလာတဲ့အခါမှာတမာတရားကို ကြားသွားပြီလား။တမာတရားကိုကြားရပြီလား။ကြားရပြီဆိုရင်ဒါဟာကျွန်တော်တို့အတွက်ဒီနေ့ကတန်ဖိုးမပြတ်နိုင်တဲ့နေ့တစ်နေ့ဖြစ်တယ်ဒီအသင်းတော်လေးကလည်းပဲကျွန်တော်တို့အတွက်အင်မတန်မှတန်ဖိုးရှိတဲ့အသင်းတော်လေးဖြစ်တယ်ဆိုတဲ့အရာကိုနားလည်ပြီးတော့မှဒီအသင်းတော်လေးကို တံပိုးထားရအောင်ဒီအသင်းတော်ကနေပြီးတော့မှကြားရတဲ့တရားဒေသနာတွေကိုလည်းပဲနှလုံးသားထဲမှာရင်ဝယ်ပိုက်ပြီးတော့မှလက်တွေ့အသက်တာမှာတိဆောက်ရအောင်လို့ဤများလောက်အနေငယ်တိုက်တွန်းခွာပေးဝင်ကားပါတယ်အားလုံးပေါ်မှာဘုရားရှင်ဆက်လက်ကောင်းချီးပေးပါစေအာမင်အာမင်